ဲအားလုံးပဲမင်္ဂလာပါဗျာအဲဒီနေ့ကတော့အဲအားလုံးမင်းကြီးတဲ့မိခွန်းလေးပေါ့နော်ဂျပန်မှာကားကြောင်တက်ဖို့ဘယ်လိုစတင်မလဲဆိုတာလေးကိုဒီနေ့ main point အနေနဲ့အဲပြောပြသွားမှာဖြစ်ပါတယ်ကြောင်တက်ခြင်းတဲ့လူတွေအဲဒီဗီဒီယိုလေးကိုအဆုံးအောင် ကြည့်ပေးသွားမယ်ဆိုရင်တော့အဲဘယ်လိုသွားရမလဲပေါ့နော်ဘယ်လောက်ဒီကုန်ကြမယ်အချိန်ဘယ်လောက်ကြာမယ်ဆိုတာလေးကိုကျွန်တော်ပြီးသွားမှာဖြစ်ပါတယ်ပေါ့နော်ကဲကျွန်တော်ကတော့ဒီနောက်အောင်ဂျပန်နီဘလော့ကအောင်သူဖြစ်ပါတယ်ဗျာ okay ဒါဆိုရင်စကြည့်အောင်ပါနော်ကားကြောင်တက်ဖို့ဆိုရင်မြန်မာပြည်ကနေလာတဲ့နီလန်နှစ်လန်းရှိပါတယ်ပေါ့နော်နံပါတ်1ကတော့ဒီမှာပြထားသလိုနံပါတ်1ဂျပန်ကိုကြောင်းနဲ့လာမယ်နော်ဒုတိယနီလန်အနေနဲ့ကတော့ဂျပန်ကိုအလုံးနဲ့လာမယ်ဖြစ်ပြီနော်ကျွန်တော်တို့ကားကြောင်ဝင်ဖို့ဆိုရင်တေချာတဲ့နီလန်ကတော့ကြောင်းနဲ့လာဖို့ကတေချာဆုံးဖြစ်ပါတယ်ပေါ့နော်ကဲဒါဆိုရင် main အနေနဲ့ကတော့ဂျပန်ကို language school နဲ့ကြောင်းတက်လာတာကိုကျွန်တော် main အနေနဲ့ပြောပြသွားမှာဖြစ်ပါတယ် နောက်ထပ်လည်းအလုံးနဲ့လာမဲ့ဟာလေးပေါ့နော်ဒီဟာလေးရဲ့နောက်ဆုံးပိုင်းမှာအဲကျွန်တော်ဒီကဒီပိုင်းမှာပဲနောက်ဆုံးပိုင်းမှာကျွန်တော်တို့အလုံးနဲ့လာတာလေးကိုပြောပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ဆုံးဒီ issue ပေးဖို့ဖိတ်ခေါ်ကြပါတယ်ဗျာကဲဒါဆိုရင်ကအဲကြောင်းနဲ့လာမယ်ပေါ့နော်ဂျပန်ကိုကြောင်းတက်လာမယ်ကြောင်းတက်လာမယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုစသွားမယ်ဆိုရင်ကျွန်တော်တို့ language school တက်เนาะ ။ Dance Quest ကတော့တက်တာဟုတ်ပြီးအချိန်တွေဘယ်လောက်ကြာမလဲ၊ငွေကြေးတွေဘယ်လောက်ကြာမလဲဆိုတာကိုတစ်ချက်ဆက်ပြီးတော့ရှင်းပြပေးတော့မှာဖြစ်ပါတယ်။ကြည့်ဒါဆိုရင်နောက်ထပ်ကတော့အဲကျွန်တော်တို့ပေါ့နော်။ဂျပန်မှာကျွန်တော်တို့ Language School တွေကကျွန်တော်တက်နှစ်ကိုတင်းတင်း၃လေးဆိုပြီး၄ချိန်ခေါ်လေးရှိပါတယ်ပေါ့နော်။ဒါဆိုရင်အများဆုံးဂျပန်မှာခေါ်တာကတော့အေဂျင့်ကြီးပို့ပေးတယ်။အကြောင်းကြီးခေါ်တာကတော့ဂျပန်မှာလေးလာပိုင်းအကြောင်းဖြစ်ပါတယ်ပေါ့နော်။ ကဲဒါဆိုရင်အဲနံပါတ်1နဲ့3ပါလေးလပိုင်းရယ်9လပိုင်းရယ်ကျွန်တော်တို့10လပိုင်းဆိုပြီးတော့ဒီ3ခုကတော့ကျွန်တော်တို့ဂျပန်မှာအများဆုံးလာကြောင်းတက်လာနေတဲ့လတွေဖြစ်ပါတယ်နော်တလပိုင်းကြောင်းနဲ့လာတဲ့လူကတော့တော်တော်လေးကိုရှားရှားတယ်လို့ခေါ်တဲ့ကြောင်းနေတယ်နဲပါသေးတယ်နော်ကဲဒါဆိုရင်လေးလပိုင်းနဲ့ကြောင်းကြောင်းနဲ့လာမယ်ထားပါဆိုနော်2024လေးလပိုင်းကျွန်တော်တို့နောက်နေ့လေးလပိုင်းမှာကြောင်းနဲ့လာရီထားပါဆိုနော်ဘာနှစ်နှစ်တက်ရမလဲဆိုတာကိုနော်နှစ်နှစ်တက်ပါပဲဖြစ်ပါလေ เนาะ language school ကိုကျွန်တော်နှစ်နှစ်တာမဲ့လေ့လာပိုင်းလာတဲ့လူတွေอ่ะเนาะចောင်းပြီးมาတော့အဲကျွန်တော်တို့၃လပိုင်းမှာចောင်းပြီးမယ်2026လပိုင်းမှာကျွန်တော်တို့ចောင်းပြီးมาဖြစ်ပါတယ်เนาะ2024အဲကျွန်တော်တို့လေ့လာပိုင်းမှာကျွန်တော်တို့ចောင်းတက်ပြီးတော့2026 3လပိုင်းမှာကျွန်တော်တို့ចောင်းပြီးมาဖြစ်ပါတယ်เนาะ Okay ဒါဆိုရင်အဲကျွန်တော်တို့အဲ2024လေ့လာပိုင်းမလာဘဲနဲ့9လပိုင်းလာတဲ့တွေအတွက်ပြောပြသွားပါမယ်9လပိုင်းလာတဲ့လူတွေအတွက်ကတော့เนาะ ။ကြောင်းကကျွန်တော်တို့တနည်းနဲ့ကုလတက်ရမယ်ဖြစ်ပါတယ်ဗောနော်။ကြောင်ပြီးတာကတော့3လပိုင်းဖြစ်ပါတယ်2026 3လပိုင်းအပေါ်ကလိုပဲအတူတူပဲကြောင်ပြီးမဲ့လကတော့တူပါတယ်2026 3လပိုင်းလီ9လပိုင်းနဲ့လဲလာလေးလူကလည်း2024 9လပိုင်းမှာလာတယ်ထားပါဆိုเนาะကျွန်တော်2026အဲ3လပိုင်းမှာကြောင်ပြီးမှာဖြစ်ပါတယ်ဗောနော်သူကဒါကြောင့်မလို့တနည်းနဲ့ကိုလာပဲတာတာဖြစ်ပြင်ဗောနော်ကြဒါဆိုရင်10လပိုင်းလာပြီ ဆယ်လပိုင်း2024ဆယ်လပိုင်းလာပြီးထားပါဆိုเนาะ2024လာမဲ့လူကလည်းကျွန်တော်တို့တနှစ်နဲ့9လပဲတက်ပြီးတော့3လပိုင်းမှာကြောင်းပြီးမှာဖြစ်ပါတယ်2026 3လပိုင်းမှာကြောင်းပြီးမှာဖြစ်ပါတယ်เนาะခေတ္တဆိုရင်ဆယ်လပိုင်းလည်းပြီ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 ဆိုရင်ကျွန်တော်တို့နောက်နှစ်ပေါ့เนาะ2025တလပိုင်းလာတဲ့လူဆိုရင်ရောခေတ္တဆိုရင်2025တလပိုင်းလာတဲ့ဆိုရင်တနှစ်နဲ့ သုံးလပဲတက်ရမှာဖြစ်ပါတယ်။ကြောင်းပြီးမှာကကတော့ကျွန်တော်2026သုံးလပိုင်းပြီးမှာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့နဲ့သုံးလပဲကြာမယ်။ဘယ်လတွေပဲလာလာကျွန်တော်တို့ကနော်အဲကျွန်တော်တို့သူကသူအတီးတီးအဲကြောင်းတက်တဲ့ချိန်ကြီးကအတူအရှိတွေရှိရဲ့ပြီးမှာတော့2024မှာလာတဲ့လူပဲဖြစ်ဖြစ်2025တလပိုင်းလာတဲ့လူပဲဖြစ်ဖြစ်ကျွန်တော်2026သုံးလပိုင်းမှာကြောင်းပြီးမှာဖြစ်ပါတယ်ဗောနော်ဒါကအဲ တပိုင်းပေါ့နော်2025ရဲ့အဲလေးလပိုင်းကလာရင်တော့အဲနောက်တပိုင်းပေါ့နော်ဒီအနေဆက်ပြီးတော့ကိုယ်တိုင်းတွက်လို့ရပါတယ်ပေါ့နော်ကဲဒါဆိုရင်ကုန်ကြံွေရတော့ကြည့်ကြည့်အောင်နော်ကုန်ကြံွေကတော့ကျွန်တော်တို့အပေါ်ဆုံးမှာကြည့်မယ်ဆိုရင်ကုန်ကြံွေကတော့တစ်နှစ်ကို1060နဲ့90ကြာမှာရှိပါတယ်ပေါ့နော်ဂျပန်ယန်1060နဲ့90ကြာရှိတယ် ကျောင်းပေါ်မူတည်ပြီးတော့ကွာခြားမှုတွေရှိတယ်။ကျောင်းတစ်ကျောင်းနဲ့တစ်ကျောင်းပေါ့နော်။ကွာခြားမှုရှိတယ်။ဒါကတော့အဲဒီကကျွန်တော်ကခံမှန်းကြီးပေါ့နော်။ခံမှန်းကြီးပြမျှလောက်ပဲကျွန်တော်တွေးထားတာပြောပြောပြပေးတာတော့ဖြစ်ပါတယ်။ခေတာဆိုရင်ကျွန်တော်တို့အဲကျောင်းနဲ့ language school ပြီးပြီဆိုပါဆိုပေါ့နော်2026ကျောင်းကျောင်းပြီးပြီဆိုရင်ကျွန်တော်တို့ဒီလိုသွားမလဲဆိုရင်ကားကျောင်းကိုကျွန်တော်တို့ရှောက်ရပါမယ်။ကားကျောင်းကိုရောက်ပါပြီပေါ့နော်။ ါဆိုရင်တော့အဲကားချောင်းရောက်ပြီဆိုရင်လည်းကျွန်တော်တို့ဘလောက်ဆက်တက်အောင်လဲဆိုတာဘလောက်ဒီအကုန်ကြမလဲဆိုတာကျွန်တော်ဆက်လက်ပြီးတော့အသေးစိတ်ရှင်းပြပေးသွားပါမယ်နော်ကဲဒါဆိုရင်ကားချောင်းကကျွန်တော်တို့ကားချောင်းပါလေအတီးတီးရှိပါတယ်ဂျပန်စာလေဗယ်မှာအဲ54321ရှိသလိုကားမှာလည်း level တွေရှိတဲ့အတွက်ကြောင့်နှစ်တွေကွာခြားမှုတွေရှိပါတယ်ဗျနော် level 321ဆိုပြီးကားမှာ level 3ခုရှိပါတယ်3ကတော့2တင်တဲ့လူ3ပါ3နဲ့2တင်ပေးတယ် 1တင်တဲ့လူက321ဆိုပြီးတော့တင်ပေးတယ်ပေါ့နော်ဒီလိုမျိုးလည်းပဲ main နေနေရတော့နှစ်ခုပဲရှိပါတယ်ပေါ့နော်အဲ3ကတော့ဒီ level 2ထဲမှာပါနေတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ခင်မတွတ်တော့ပါဘူးနော်ကဲဒါဆိုရင်ကျွန်တော်တို့ level 2တက်ပြီးထားပါဆိုပေါ့နော် level 2အကြောင်းကိုကျွန်တော်တို့တက်ပြီးထားပါဆိုကဲဒါဆိုရင် blue တွေတက်တယ်ထပ်ပြီးတော့ဒီမှာဘာတွေရှိသေးတယ်ဆိုတာဆက်ကြည့်အောင်ပေါ့နော်ကဲ level 2တက်ဖို့ဆိုရင်ကျွန်တော်တို့တက်တဲ့နီးเนาะအချိန်ကြာချိန်က2မျိုးရှိပါတယ် နှစ်နှစ်ကျောင်းရှိတယ် level 2ရဖို့နှစ်နှစ်ကျောင်းရှိတယ်ပြီးလို့ရှိရင် level 2ရဖို့သုံးနှစ်ကျောင်းဆိုပြီးတော့ကျွန်တော်တို့ရှိပါတယ်ပေါ့နော်ဒါဘာကွာလဲဆိုတော့ level 2ရမှအတူတူချင်းကိုနှစ်နှစ်နဲ့သုံးနှစ်ဘာကွာလဲဆိုတော့နှစ်နှစ်သမားတွေကကျွန်တော်တို့နိုင်ငံခြားသားတွေဆိုရင်တော့ဂျပန်စာ level မြင့်တဲ့လူတွေပေါ့နော်အန်တူလောက်ရှိတဲ့လူတွေနော်နည်းနည်းကြောင်းကိုရွေးရပါတယ်အဲကျွန်တော်တို့ဂျပန်စားဘာနဲ့နည်းနည်းနှိမ့်နေတဲ့ဒါမှမဟုတ်ကားကြောင်းကိုဝင်ကျင်နေဆိုရင်တော့အဲကျွန်တော်တို့၃နှစ်ကြောင်းကိုရွေးရပါတယ်၃နှစ်ကြောင်းမှာပထမဆုံးတစ်နှစ်မှာအဲကျွန်တော်တို့ဂျပန်စား level ဂျပန်စားနဲ့အဲကားကြောင်းကားအကြောင်းလေးကိုနည်းနည်းသင်ပေးတယ်နောက်နှစ်ကျရင်တော့အဲကျွန်တော်နောက်နှစ်နှစ်ကကျန်တဲ့နှစ်နှစ်ကတော့ဒီနှစ်နှစ်တပိုင်းနဲ့အဲပုံစံတူသင်ပေးတာဖြစ်တယ်ပေါ့နော်ဂျပန်စားလည်း train ပေးတယ်ဆိုတဲ့သဘောပေါ့နော် ဒါကတော့၃နှစ်ကျောင်းကတော့အဲကျွန်တော်တို့နိုင်ငံခြားသားတွေအတွက်ပေါ့နော်အဲဒီနှစ်နှစ်ကျောင်းကတော့အဲနိုင်ငံခြားသားတွေအဲကျွန်တော်စာတော်တဲ့လူတွေရဲ့ဂျပန်စာတော်တယ်ဆိုတာကဂျပန်စာ level ကောင်းတဲ့လူတွေရဲ့ကျွန်တော်ဂျပန်လူမျိုးတွေရဲ့တက်တာဖြစ်တယ်ပေါ့နော်ဒီ level ဒါနှစ်နှစ်နဲ့တက်ပြီးကျွန်တော် level 2ရမှာပေါ့နော်ခေတာဆိုရင် level 1ကရော level 1ကကြတော့အဲကျွန်တော်တို့ဘယ်လောက်တက်ရမလဲဆိုရင်တက်ဖို့က၄နှစ်ကြာမှာဖြစ်ပါတယ်ပေါ့နော်၄နှစ်ကြာကြာတက်ရပါမယ် အဲတကယ်လို့ဒါကျွန်တော်တို့ကရှေ့မှာ level 2ထိက3နှစ်ကျောင်းနေဝင်လို့ရှင်တော့ကျွန်တော်တို့၄နှစ်ဟို level 1တိယူမယ်ဆိုရင်နောက်ထပ်เนาะအဲကျွန်တော်နှစ်နှစ်ထပ်တက်အောင်မှာဆိုတော့၅နှစ်ကြာမှာဖြစ်ပါတယ်ဗောနော်တကယ်လို့3နှစ်ကျောင်းတာကိုကရွေးခဲ့မယ်ဆိုရင် level 1ရောက်ဖို့ဆိုရင်ကျွန်တော်တို့၅နှစ်ကြာသွားပါမယ်နော်၃နှစ်သမားနှစ်နှစ်သမားတွေကတော့ level အဲ level 2အတွက်က2နှစ်နောက်ထပ် level 1ရောက်ဖို့က2နှစ်ပေါင်း၄နှစ်ကြာပဲเนาะဒီ၃နှစ်သမားအတွက်တွေတော့ကျွန်တော်ထည့်မတွက်ထားပါဘူးเนาะခဲဒါဆိုရင်ကြာချိန်ကတော့တည်ပြီး ျွန်တော် level 2လိုချင်ရင်2နှစ်လား3နှစ်လားကိုရွေးရမယ် level 1လိုချင်ရင်တော့အဲကျွန်တော်တို့6နှစ်နော်6နှစ်ဒါပေမဲ့လို့ဒီ3နှစ်ကြောင်းနဲ့ဝင်ပြီးတော့မှဒီ level 1ကိုဆက်သွားမယ်ဆိုရင်9နှစ် plus 10နှစ်ဖြစ်သွားမှာနော်ဒီလိုကုန်ကြမှာဖြစ်ပါတယ်ကဲဒါဆိုရင်အဲကြာချိန်တော့တည်ပြီးငွေကြေးတွေကိုတစ်ချက်ကြည့်လိုက်အောင်နော်နှစ်နှစ်ကြောင်းကိုပထမဆုံးသွားပါမယ်နော် ငွေအဲငွေကုန်ကြမဲ့ငွေကြေးအနေနဲ့ကတော့အဲကျွန်တော်တို့တစ်နှစ်ကိုပထမနှစ်ကို1120လောက်เนาะဒါခံမှန်းကြီးပဲပေါ့เนาะခံမှန်းကြီးဖြစ်ပါတယ်80ရက်80လောက်90လောက်ကြောင်းနေလဲရှိရအကြောင်းပေါ်မူတည်ပြီးတော့အဲကျွန်တော်တို့ Nissan Toyota အဲကျွန်တော်တခြားဟိုအစုံတင်တဲ့ကြောင်းတွေပေါ့เนาะအမျိုးမျိုးတကြောင်းနဲ့ကြောင်းမတူကြောင်းလာကြတယ်မတူသလိုအဲကျွန်တော်တို့မျိုးပေါ်အနေပေါ့เนาะဒီလိုဟာကြီးလဲနည်းနည်းကွာကွာချတာဖြစ်တဲ့အတွက်ကြောင့်မလို့ခံမှန်းကြီးပထမနှစ်မှာ120လောက်ကုန်နိုင်ပါတယ်ပေါ့เนาะ တောင်120လောက်ကုန်နိုင်ပါတယ်ဒုတိယနှစ်မှာတော့အဲကျွန်တော်တို့တောင်100လောက်ကုန်နိုင်တယ်နည်းနည်းသမားတွေဆိုရင်ပေါင်းစုစုပေါင်းကျွန်တော်တို့အဲ120 220လောက်ကုန်နိုင်ပါတယ်ဘောနော်200နေအဲ220လောက်ထအောင်ကျွန်တော်တို့အဲကားချောင်း level 2ရဖို့ကုန်နိုင်ပါတယ်နည်းနည်းတက်ပဲဆိုတော့နော်ကဲဒါဆိုရင်သုံးနှစ်သမားတွေရပါ သုံးနှစ်တမားတွေကတော့အဲကျွန်တော်တို့သုံးနှစ်တရတဲ့အတွက်ကြောင့်မလို့အဲကျွန်တော်တို့ပထမနှစ်ကိုသူတို့ကပေါ့နော်အဲ80လောက်ပဲကုန်ကြတယ်ပေါ့နော်ပတ်ဝန်းကျင်ပေါ့နော်80ပတ်ဝန်းကျင်ကုန်ကြမယ်ဒုတိယနှစ်ကို90ပတ်ဝန်းကျင်လောက်ကုန်ကြပြီးတော့တတိယနှစ်ကိုလည်း90ပတ်ဝန်းကျင်လောက်ကုန်ကြနိုင်ပါတယ်ပေါ့နော်အတူရောကတော့ကြောင်းမော်မူတည်ပြီးတော့နည်းကွာချမှုရှိရဲဒါကြောင့်မလို့အဲကျွန်တော်တို့ပေါက်လိုက်မယ်ဆိုရင်ကျွန်တော်တို့200 1250เนาะသုံးနှစ်ကြောင်း level 2ရတာ ਨੇ 1250တော့ကျွန်တော်တို့ကုန်ကြသွားနိုင်တယ်ပေါ့နော်1250တော့ကုန်ကြသွားနိုင်တယ် ကဲဒါဆိုရင်ဒါတော့အဲကျွန်တော်တို့နှစ်နှစ်ကြောင်းပဲသွားကျင်နေဆိုရင်တော့ကျွန်တော် language school မှာကလေးကကျွန်တော်တို့ဂျပန်စာလေပဲကောင်းကောင်းလေးရအောင်လုပ်ခဲ့မယ် language school မှာပေါ့ဒီ language school မှာเนาะဒီ language school မှာလည်းကျွန်တော်တို့အဲအလုပ်တွေအချိန်ပိုင်းအလုပ်တွေနဲ့မလုပ်နိုင်တာအစားမလုပ်နိုင်ဘူးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဘေးကလေးကကျွန်တော်တို့လေ့ကျင့်ခဲ့ရမှာလေဆိုရင်ကျွန်တော်တို့ဂျပန်ကိုမလာခင်ကလေးကเนาะကျွန်တော်တို့အဲဂျပန်စာကိုကောင်းကောင်းဂျပန်ဘာသာစကားကိုကောင်းကောင်းလေ့ကျင့်ခဲ့ရမှာเนาะ အန်3အောင်တောက်ထီအောင်ကျွန်တော်တို့ဒီချင်းခဲ့မယ်เนาะအန်2ကိုတဝက်တစ်ပြက်လောက်ထီအောင်တက်လာတယ်เนาะဒါမှမရှင်အန်2အောင်ထားတယ်ဆိုရင်ကိုကောင်းတာပေါ့เนาะအဲ့လောက်ထီရောက်လာတယ်ဆိုရင်တော့ကျွန်တော်တို့ဖဲသွားသွားကျွန်တော်တို့ပို့ပြီးတော့အဆင်ပြေစေပါเนาะဒီ language school မှာကျွန်တော်နှစ်နှစ်တက်ပြီးတော့ဒီထက်မှာစူးစမ်းမယ်ဆိုပြီးတော့မစင်စားလိုက်ပါနဲ့လုံးဝစူးစမ်းကြည့်မရှိပါဘူးစူးစမ်းခြင်းပြင်မယ်လို့စူးစမ်းခြင်းမရှိပါဘူးဟဲ့ကျောင်းကျောင်းစိတ်ကြီးကျွန်တော်ရှာလေးရဖြစ်တဲ့အတွက်ကြောင့်เนาะကားကြောင်တက်နေတဲ့အချိန်မှာစူးစမ်းမယ်လို့ပြောတယ်ကားကြောင်ကိုလုံးမန်းလာတမျိုးကျွန်တော်တို့ ချိန်ပိုင်းတက်သွားတာတမျိုးအကြောင်းစီရှားတာတမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့စာကအလောက်ကြီးမလုံနိုင်ဒါကြောင့်မလို့ကျွန်တော်မြန်မာပြည်ကလေးကမလာခင်ကလေးကဂျပန်စာ level ကိုကောင်းကောင်း train ခဲ့ပါ reject ထီလို့ကျွန်တော်တို့စိတ်မညစ်ပါနဲ့ဘောနော်နောက်ကြလေအဲကျွန်တော်တို့အဲဂျပန်စာပို့ကြည့်ရလေဆိုတာဟောကိုတွေးထားပြီးတော့အတင်းထားဖို့လိုအပ်ပါတယ်ဘောနော်ကြဒါဆိုရင်အဲကျွန်တော်တို့နှစ်နှစ်တက်ပြီးတော့1220လောက်ကုန်ပြီးပြီးသွားပြီ level 2ရပြီဆိုရင်တော့ဆာမွဲဖြေအောင်သွားပြီဆိုရင်တော့ကျွန်တော်တို့ အလုပ်ဝင်ရမှာဖြစ်ပါတယ်ပေါ့နော်ထို့အတူပဲ level 2တမားတွေ၃နှစ်နဲ့တက်ပြီးတော့1250ဝင်းကျင်လောက်ကုန်ပြီးရင်တော့ level 2ရပြီဆိုတာနဲ့ကျွန်တော်တို့အလုပ်ဝင်ရမှာဖြစ်ပါတယ်ပေါ့နော်ကဲဒါဆိုရင်တော့ကျွန်တော်တို့အဲ level 2တမားတွေကတော့အလုပ်ထဲရောက်ပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ level 1တမားတွေတောင်းမယ် level 1တမားတွေကတော့အဲကျွန်တော်ခုနပြောခဲ့တဲ့မျိုး၃နှစ်ကျောင်းတက်မယ်ဆိုရင်တော့၅နှစ်ပေါ့နော်နှစ်နှစ်ကျောင်းနဲ့အဲလာတဲ့လူဆိုရင်တော့အဲကျွန်တော်၄နှစ်တက်တာနဲ့ကျွန်တော် level 1ရမှာဖြစ်ပါတယ်ပေါ့နော် ခဲ့တာဆိုရင်သူက2ပြီးမှ1ရတာဆိုတော့เนาะအဲ2ကဘယ်နှစ်နှစ်နဲ့ရခဲ့တာလဲပုံမူတည်ပြီးတော့နောက်ထပ်2နှစ်ထပ်ပေါင်းပါဘောเนาะ level 1ယူကိုနောက်ထပ်2နှစ်ထပ်ပေါင်းပါဖြစ်ပါတယ်ခဲ့တာဆိုရင်မှအကြံမြင်6နှစ်5နှစ်ကြာပြီဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်เนาะငွေကတော့ကုန်ကြငွေဘယ်လောက်ကုန်လဲဆိုရင်တောင်းတစ်နှစ်ကို180နဲ့130ကြာကုန်ကြနိုင်ပါတယ်ကဲเนาะဒါဆိုရင်တော့အဲ6နှစ်ဆိုရင်6နှစ်နဲ့တွက်ပြီးတော့ကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်ဘောเนาะအဲ level ကျွန်တော်တို့ အဲဒါ level 2နဲ့1ကခွဲထားတာဖြစ်တဲ့အတွက်ကြောင့်မို့ level 2တမကဒီဘက်ကိုသွားမယ်ပေါ့နော် level 1တမက၄နှစ်လောက်ကုန်ပြီးတော့အဲ၄နှစ်စာကိုအဲ80နဲ့130ပေါ့နော်ဟိုမှာ90 100လောက်နဲ့ပေါ့နော်၄နှစ်ကို400လောက်ပေါ့နော်တကယ်လို့9နှစ်ဆိုရင်တော့900လောက်ကျပါမယ်ပေါ့နော်အဲ့လောက်လောက်ကျွန်တော်တို့ကုန်ကျနိုင်ပါတယ်နော်ပြီးရင်တော့ကျွန်တော်တို့ level 1ရပြီဆိုရင်တော့ကျွန်တော်တို့သူလည်းအလုပ်ဝင်လို့ရပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ ကျောင်းနဲ့လာတဲ့လူတွေအတွက်ကတော့ဒီတော့ပဲပဲကားကျောင်းကိုရောက်မယ် language school တက်မယ်ပြီးလို့ရှိရင်ကားကျောင်းရောက်မယ်ကားကျောင်းထဲမှာခုနကိုဆွေးမယ် level 2လာ1လာရွေးမယ်ရွေးပြီးရင်ကျွန်တော်တို့သူ့နှစ်ရေလိုက်တက်မယ်တက်ပြီးတော့ရပြီဆိုတာနဲ့ကျွန်တော်တို့ကားအလုပ်ကိုဝင်လို့ရပြီဖြစ်ပါတယ်ပေါ့နော်ဒါတော့ကျောင်းသမားတွေအတွက်ပေါ့နော် ဒါကတော့အဲဝင်ဝင်နိုင်ခြေပေါ့နော်ရနိုင်ခြေများတော့နော်အများအများစုရတဲ့ကျောင်းသမားတွေအတွက်ကိုရှင်းပြပေးတော့ဖြစ်ပါတယ်ဒါပေမဲ့လို့အဲရနိုင်ခြေများတယ်ဆိုပေမဲ့ဒီနားမှာကျွန်တော်ဝင်ခွင့်တွေကြားကားကြောင်းဝင်ဖို့ဝင်ခွင့်တွေဖျားတာရှိတယ်ကျောင်းရှာတွေရှိတယ်ပေါ့နော်အောက်ဆန်နေတွန်းရတာရှိပါတော့ဒါတွေကတော့အဲတခုနဲ့တခုကျွန်တော်တို့အစစ်စစ်တစ်ဆင့်နဲ့တစ်ဆင့်မကူးခင်ပါဘောနော်တစ်ဆင့်နဲ့တစ်ဆင့်မကူးခင်မှာကျွန်တော်တို့အခက်ခဲတွေချိန်တွေအများကြီးပေးရတယ်ဒါကြောင့်မလို့ဒီညာရီလည်းကြော်လွားနိုင်မှရောက်မှာဖြစ်ပါတယ်ဘောနော် ။ကဲဒါဆိုရင်အလုံနဲ့လာတဲ့လူတွေရောကားချောင်းစိတ်ဝင်စားရင်တွားလို့မရတော့ဘူးလားဆိုဖြစ်သွားတယ်နော်။ဒါဆိုရင်အလုံနဲ့လာတဲ့လူတွေလည်းအဲကျွန်တော်တို့အားငယ်ပါနဲ့။ကဲဆက်သွားကြည့်အောင်။ဒေလို့သာကိုကကြောင်းနဲ့မလာခဲ့ဘူး။အလုံနဲ့လာခဲ့မယ်နော်။အလုံနဲ့လာခဲ့မယ်ဆိုရင်တော့ဘယ်လိုလုပ်မလဲဆိုရင်ဆက်သွားမယ်ကားချောင်းတွားဖို့ဆိုရင်အလုံကို၃နှစ်စာချုပ် trainee ၃နှစ်နဲ့လာတာဆိုတော့၃နှစ်ပြည့်အောင် လုပ်မယ်။အဲ၃နှစ်ပြည့်အောင်လုပ်ပြီးပြီဆိုရင်တော့အဲကျွန်တော်တို့ ဘာဆက်လုံးလဲပေါ့နော်၃နှစ်ပြီးပြီဆိုတာ ਨੇ အဲကျွန်တော်တို့တိုက်ရိုက်သွားလို့မရသေးပါဘူးကားကြောင့်ပေါ့နော်၃နှစ်ပြီးတာ ਨੇ ကျွန်တော်တို့တိုကတေးကီလိုဗီဇာကိုကြောင်းมาဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မလို့ဒီ3နှစ်နဲ့ကျွန်တော်တို့3နှစ်ထဲမှာဘာတွေလုပ်ဖို့လိုအပ်လဲဆိုရင်အလုပ်ကိုလည်း3နှစ်ပြောင်းလုပ်ဖို့လိုသလိုအဲ့ထဲမှာကျွန်တော်တို့တက်တေးကီလိုဟို ရဖို့ရန်အတွက်လက်မှတ်ထပ်နေဖို့နောက်ထပ်ပေါ့နော်ထပ်နေဖို့ရန်လက်မှတ်တွေယူဖို့လိုအပ်တယ်ပေါ့နော်ဒါနဲ့စကားမဆက်ဒီထဲမှာပေါ့အဲကျွန်တော်လက်မှတ်တွေလိုချင်တယ်ဆိုရင်အဲကျွန်တော်စီဆက်သွယ်ပေးပါကျွန်တော်ကားနဲ့ပတ်သက်တာကြီးလဲတူတေးကင်ကိုကားကျင်တင်တဲ့နေ့လဲကျွန်တော်တင် जा ပေးနေပါတယ်ပေါ့နော်အဲ့လိုလက်မှတ်တစ်ခုရှိရနဲ့အဲကျွန်တော်တို့အဲ့လုပ်ငန်းမှာဝင်ပြီးတော့နောက်ထပ်ကျွန်တော်တို့အဲကီနိုဗီဇာနဲ့နေမယ်ဘလောက်လောက်နေရမှာလဲနော်ဘလောက်လောက်နေရမှာလဲဆိုရင်ကျွန်တော်3လနေတစ်နှစ်ကြာမှာအဲကျွန်တော်တို့ လို့တဲကီနိုဗီဇာနဲ့နေမယ်လုံလုံမယ်ပတ်စံရှာမယ်နော်၃ထင်မှလည်းပတ်စံရှာခဲ့တယ်ဒီနောက်ထပ်ဗီဇာအဲဒိုကတဲကီနိုဗီဇာမယ်လှုပ်ရှာရှာပြီးရင်တော့ကျွန်တော်တို့အပေါ်ကလူတွေလိုပဲကျွန်တော်တို့ကားအကြောင်းကိုသွားလို့ရပြီဖြစ်ပါတယ်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့အဲသူ့အမှာအဲကောင်းချက်တွေစိုးချက်တွေအလုံးနဲ့လာတာကြောင်းနဲ့လာတာကောင်းကွက်စိုးကွက်တွေကဆိုတဲ့အတီးတီးရှိနေကြရပါတော့ရှိနေကြတယ်ကြောင်းနဲ့လူတွေလာတဲ့လူတွေကတော့ အဲကျွန်တော်တို့ကားကြောင်းဝင်ရလွယ်တယ်ဒါပေမဲ့ပတ်စံနေအချိန်ကြီးအများကြီးပေးခဲ့ပေးရတယ်ပေါ့နော်အလုံးနဲ့လာတဲ့လူတွေကတော့ကြာကားကြောင်းကိုတော့ဖို့ကျွန်တော်တို့ chance ကတော့နည်းတယ်ဒါပေမဲ့လို့ကြားထဲမှာပတ်စံနေရာတော့တောက်လျှောက်ရှာခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲကျွန်တော်တို့ကားကြောင်းသွားရင်ပို့ပြီးတော့ဝင်ရပြီဆိုရင်ပတ်စံကအဆင်ပြေမှာဖြစ်တယ်ပေါ့နော် ကဲဒါဆိုရင်ကျွန်တော်တို့အလုံနဲ့လာတဲ့လူကြောင်းနဲ့လာတဲ့လူကဘယ်လိုကားကြောင်းသွားရမလဲဘယ်လောက်တိကုန်ကြမလဲဆိုတာကိုတော့အဲကျွန်တော်ပြောပြပေးသွားတာဖြစ်ပါတယ်အလုံနဲ့လာတဲ့လူတွေကဒီကနေ့ကားကြောင်းသွားပြီဆိုရင်တော့ဒီလူနဲ့ကျောင်းသမားတွေနဲ့အတူတူဖြစ်သွားပြီအဲဒီဘက်မှာကျွန်တော်တို့ကုန်ကြမဲ့ငွေတွေကတော့အတူတူဖြစ်ပါတယ်ပေါ့နော်ကဲဒါဆိုရင်ပေါ့နော် အဲကျွန်တော် channel လေးမှာအဲကျွန်တော် YouTube channel လေးနဲ့ Facebook page လေးကိုအဲကျွန်တော်ကိုအဲတကယ်လို့ကြိုက်နေတဲ့ဆဲကြိုက်နေတတ်တဲ့ video လေးတွေဆက်ပြီးကြည့်နေဆိုရင်တော့ Lion Subscribe လေးပြီးသွားလို့လည်းရပါတယ်။ကြဒါဆိုရင်နောက်ကတော့ကြညာလေးဖြစ်ပါတယ်။ကျွန်တော်ရဲ့ Facebook page Hinowang Japanese Blog မှာ ကြည့်လို့ရသလိုเนาะဂျပန်နဲ့ပတ်သက်တဲ့ video လေးကြည့်လို့ရသလိုကျွန်တော်ရဲ့ YouTube channel ပေါ့เนาะ Hinowang Japanese Blog ဆိုတဲ့ YouTube channel မှာလည်းအဲ ကားလိုင်စင်နဲ့ပတ်သက်တဲ့မေးခွန်းတွေပြီးလို့ရှိရင်ဂျပန်နိုင်ငံမှာအဆင်ပြေပေမဲ့เนาะဘူသူရတွေကိုကျွန်တော် sharing လုပ်ပေးနေတဲ့ခီနိုအောင် Japanese blogger အောင်သူဖြစ်ပါတယ်အားလုံးအဆင်ပြေကြပါစေတခုခုအဲကျွန်တော်တို့ရှိမယ်ဆိုရင်လည်း normally ဒီထက်မှာအသေးစိတ်လေးထပ်မေးခြင်းနဲ့ဆိုရင်လည်းကျွန်တော်ကိုမေးသွားလို့ရပါတယ်ဒါဆိုရင်ကျွန်တော်ပြောသွားတာဆိုရင်နော်အဲဒီမှာကားကြောင်းအဲရိုးကြောင်းမှာနှစ်နှစ်ပေါ့နော်ခမန်းကြီးနှစ်နှစ်ကားကြောင်းမှာနှစ်နှစ်ရောသုံးနှစ်ငါးနှစ်စာလောက်ကိုပေါ့နော် ရှေ့၅နှစ်စာလောက်ကိုကျွန်တော်ပလန်ဆွဲပေးသွားတာပြောပေးသွားတာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုကကိုသွားခြင်းနဲ့ data ရှင်ကိုတိပြီဆိုရင်အဲကျွန်တော်တို့နော် data ရှင်တိုင်းဖြောင်းဖြောင်းမမတ်တန်တန်သွားလို့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီလို plan လေးတွေကိုအဲကျွန်တော်နောက်ထပ်လည်းတခြားတိကျင်တဲ့ plan လေးတွေရှိရဆိုရင်လည်းကိုဘယ်လိုသွားခြင်းနဲ့ဆိုတဲ့ဟာလေးတွေပေါ့နော်ဘယ်လိုဟာလေးတွေကိုရှင်းပြပေးစီခြင်းနဲ့ဆိုတဲ့ comment လေးတွေမှာရေးခဲ့ပေးလို့ရှိရင်အဲကျွန်တော်နောက်ထပ်ရှင်းပြပေးဖို့ဒီလိုလေးတွေရိုက်ပေးဖို့ရှိပါတယ်ကြဒါဆိုရင် အားလုံးပဲ like and subscribe လေးနဲ့လည်းအားပေးကြပါအောင်ဗျာအားလုံးအဆင်ပြေကြပါစေနော်